င်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကပ္ပစ6အနီးတိုက်ပွဲအတွင်းကိုတက်မဆုံတက်ရင်ဆုံမှတက်ဖွဲ့ဝင်များအင်အားအလုံးရင်ပို့ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပဲခူးတိုင်းအောင်ချမ်းအုတ်ရှိပေမြို့နယ်အနီးရှိအမတ်6ကောက်ွယ်ရေးပစ္စည်းဆက်ရုံကပ္ပစ6ရှိရာနေမြေအတွင်းကိုစစ်ကော်မရှင်ကတက်ရင်တက်မအဆုံမှတက်ဖွဲ့ဝင်များကိုအင်အားအလုံးရင်တုံးပြီးပို့ဆောင်ထားကြောင်းသိရပါတယ် ယခုစက်တင်ဘာလအတွင်းတိုက်ပွဲပြန်လည်ပြင်းထန်လာသည့်ကပါစာချောင်းအနီးညောင်ချေတောင်နှင့်ညောင်ကျိုးတိုက်ပွဲများအတွေ့သို့မော်လိုက်အခြေဆိုင်အမှတ်30စစ်စစ်ရေးကိုကဲမှုဌာနချုပ်စကခတဆင်မှတရင်တပ်ဖွဲ့များကိုဖို့ဆောင်ထားကြောင်းသိရပါသည်။ညောင်ကျိုးလမ်းပေါ်ကိုအင်အားပြည့်ပါတဲ့စစ်ရင်တန်း၄စီးမောင်းနှင်သွားတာရှိတယ်။လုပ်ငန်းသုံးရင် Sinotrack အသစ်တွေဖြစ်ပြီးရန်ကုန်တိုင်းစစ်ဌာနချုပ်တွေက ထွက်လာတယ်လို့ယူဆရပါတယ်ဟုစစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်။ ဆင်လန်အီးတိုက်ပွဲများသို့ပို့ဆောင်ခံရသည့်စာကာခတဆေတရင်အချို့မှာမက်ဒရာသပိတ်ချင်းမျိုးနွယ်များတွင်တိုက်ပွဲဝင်နေရမှာစစ်ကော်မရှင်ကအင်အားလိုအပ်ချက်ကြောင့်အလဲပိုင်းတိုင်းစစ်ဌာနချုပ်အပိုင်တွေမှာထုံနှုတ်ခေါ်ဆောင်လာခြင်းဖြစ်ကြောင်းသတင်းရင်းမြစ်ချမ်းမှသိရပါသည်ခမရ362ကလီခမရ364 365မော်လိုက်ခမရ368ဖောင်းပြင်တရင်လျင်းမှာတိုက်ပွဲအတွင်ရောက်ရှိနေပြီးဘာတာကဘာထူးတင်နန်းစင်များကိုရွေးချယ်အင်အားဖြည့်ထားကြောင်းသိရပါသည် ထို့ပြင်စစ်ကော်မရှင်သည်အမှတ်20စစ်စင်ရေးကိုကဲမှုဌာနချုပ်စကခ20ခမောက်ကြီးတပ်များကိုလည်းဗထောင်တက်နေအတွင်ပို့ဆောင်ထားပြီးဖြစ်သည်ဟုသတင်းရင်းမြစ်ကအတည်ပြုထားပါသည်စစ်ကော်မရှင်ဤကဖစာချောက်ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံကိုကာကွယ်နိုင်ရန်အတွက်စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းနှင့်စောက်လုပ်ရေးအင်ဂျင်နီယာတပ်များအပြင်အထူးစောက်လုပ်ရေးတပ်ရင်းများကိုပါအိုရှိပင်မြို့နယ်အတွင် ခေါ်ယူကာကာကင်းစခန်းများစောက်လုပ်ရန်ပြင်ဆင်နေကြခြင်းဖြစ်ကြောင်းသိရပါသည်ထို့ပြင်ပြီးခဲ့တဲ့စက်တင်ဘာ16ရက်နေ့ကလည်း ်မြောင်ကျိုးရိုးပေါ်နှင့်စင်လန်ရွာအနီးကကင်းစခန်းများတွင်တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ကစစ်ကောင်မရှင်တပ်မှတိဆုံးသူနှင့်ထိခိုက်ဒဏ်ရာရသူများကိုလူနာတင်ရဲတုံးစီးဖြင့်ပြည်မျိုးတို့တည်ဆောင်လာရကြောင်းသိရပါသည်စစ်ကော်မရှင်သည်ညောင်ကျိုးညောင်ချီတောင်နှင့်ဆင်လျွာအနီးတိုက်ပွဲများဖြစ်နေသည့်အပြင်အစုလိုက်အပြုံလိုက်တည်ဆုံမှုများနေသည့်အတွက်ပြည်내အနှံ့တွင်တက်ပြန့်ထားသည့်တရင်များကိုပါပြက်လေခေါ်ယူပြီးအင်အားဖြစ်နေရခြင်းဖြစ်ကြောင်းသိရပါသည် ဆက်လက်ပြီးစစ်ကောင်စီရဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်၁၀ဦးထက်မနည်းကို TNL ဖမ်းဆီးရမည်။တရောင်းစားပုံစံအထိအယောင်ဆောင်ပြီးစစ်ကောင်စီကပုံစံမျိုးစုံနဲ့ဆေးလွတ်ထားတယ်လို့ဆိုရဲဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ကြောင်းတန် PSLF TNL ထိန်းချုပ်ထားတဲ့ကြောင်းမင်းနဲ့တီပေါ်မြို့နယ်မှာရှိတဲ့တောင်ရဲတပ်ဖွဲ့ကစစ်ကောင်စီလွှတ်လာတဲ့ထောက်လှမ်းရေးတပ်ဖွဲ့ဝင်၁၀ဦးထက်မနည်းကိုဖမ်းဆီးရမိထားတယ်လို့သတင်းဌာနကစုံစမ်းသိရှိရပါတယ်။ အမိမဖော်လို့တဲ့တီပေါ်မြို့နယ်ရဲတာဝန်ခံတအူကတဲကိုကန်ဟိုတယ်ဖုန်ကြီးကျောင်းမတင်ကားတဲ့နေရာတွေမှာကျွန်တော်တို့ရှောင်းတခင်စစ်ဆေးတဲ့အချိန်၊ကင်းလက်စစ်ဆေးတဲ့အချိန်သူတို့ကိုဖမ်းဆီးရမိတာလို့ဆိုပါရယ်စစ်ကောင်စီရဲ့ထောက်လန်းရေးတပ်ဖွဲ့တွေဟာတိုက်ပွဲပြင်းထန်နေတဲ့ချောင်မေမြို့မှာအဓိကလှုပ်ရှားတာဖြစ်တယ်လို့ဖမ်းဆီးရမိတဲ့ထောက်လန်းရေးတပ်ဖွဲ့ဝင်တက်ချက်တအူရဲ့ထွက်ဆိုချက်ကိုကိုးကားပြီးရဲတပ်ဖွဲ့ဝင်တအူကသတင်းဌာနကိုပြောပါရယ် PSLF TNL ထိန်းချုပ်ထားတဲ့မျိုးတွေကိုပြန်လည်သိမ်းပိုက်နိုင်ဖို့ရှိရွက်ကလာရှုမျိုးကနေကြောင်းမင်းတီပေါ်တို့ထောက်လန်းဖို့ တပ်ဖွဲ့ဝင်တွေယာနဲ့ချီပို့ဆောင်လာတာဖြစ်တယ်လို့ဖန်ဆီးခံရတဲ့တော်လန်ရေးတပ်ဖွဲ့ဝင်တွေကထွက်ဆိုပါတယ်လို့ဆိုပါတယ်တော်လန်ရေးတပ်ဖွဲ့တွေဟာခရီးသွားတတ်ထီကားဆရာသူဖုံးစားရောင်ဆောင်ကလမ်းရှောင်ဆိုင်ကယ်နဲ့ကားစီးပြီးတီဘောမျိုးနယ်တွင်တဲ့ကိုပုံစံအမျိုးမျိုးနဲ့ဝင်ရောက်လာကြတာဖြစ်တယ်လို့ TNL ကဒီကနေ့စက်တင်ဘာ25ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်အဲ့ဒီထောက်လန်ရေးတွေက TNL ရဲ့စစ်အင်အားလက်နက်ကယံလမ်းပတ်ဆက်သွယ်ရေးထောက်လန်းတာတွေနဲ့လမ်းကြောင်းကနေတိုက်ခိုက်ဖို့ ြစ်မှတ်ပေးတာတွေစတဲ့သတင်းအချက်လက်တွေကိုထောက်လှမ်းချတာလို့ဆိုပါတယ်။တအောင်ရဲတပ်ဖွဲ့ကအဲ့ဒီထောက်လှမ်းရေးတွေကိုဖမ်းဆီးနိုင်ဖို့ဒေသခံတွေကိုပါ24နာရီအကြာခေါ်ယူစစ်ဆေးနေပြီးခေါ်ယူစစ်ဆေးသူ30ကျော်ကိုပြန်လည်လွှတ်ပေးခဲ့ပေမယ့်သတင်းပေးလို့ယူဆရတဲ့သူတွေကိုထိန်းသိမ်းထားဆဲဖြစ်တယ်လို့ရဲတပ်ဖွဲ့ဝင်တွေစီကနေသိရပါတယ်။ဆက်လက်ပြီးရွှေဘိုခင်ဦးတိုက်ပွဲမှာတည်တဲ့ဒူးပုံမှုကြီးအစင်အပါအဝင်စေအုပ်စုအလောင်းတွေကိုတော်လရေးတက်တွေကတကြိုပီး ဆေးရုပ်စုစစ်ကြောင်းကိုလေးရက်ဆက်တိုက်ခိုက်ရာလက်နက်ခဲယံနဲ့တုံပန်းတချို့ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။စကိုင်းတိုင်းရွှေဘုံမြို့နယ်နဲ့ခင်ဦးမြို့နယ်ကိုအခုပြောင်းလုံးနေတဲ့ဆေးရုပ်စုစစ်ကြောင်းကိုတော်လရေးအင်အားစုတွေကစက်တင်ဘာ18ရက်ကနေ22ရက်အထိလေးရက်ဆက်တိုက်ခိုက်ရာမှာဆေးရုပ်စုအများပြားတည်ပြီးလက်နက်ခဲယံတွေနဲ့စစ်တုံပန်းတွေတင်စီရရှိခဲ့တယ်လို့ခင်ဦးမြို့နယ်တော်လရေးအင်အားစုတွေကပြောပါတယ်။စက်တင်ဘာ18ရက်ကရွှေဘုံမြို့လေးချင်းရေရှစ်ခေါအမတ်ရှစ်စစ်ခြေခံလေးချင်းရေတပ်နဲ့ဘုတ်ကုံရွာ ဖြူစောတိစခန်းကနေခင်ဦးမြို့နယ်မကြီးထုံကွာဖြူစခန်းစီကိုထွက်ခွာလာတဲ့အင်းအားရာကြီးပါစေုပ်စုစစ်တောင်းကိုတော်လရဲတပ်တွေကကြားဖြတ်တိုက်ခိုက်ရာစေုပ်စုတပ်ပြတ်ထွက်ပြေးသွားတာလို့ဆိုပါတယ်။အဲဒီနောက်စက်တင်ဘာလ20ရက်ညပိုင်းမှာရွှေဘိုလေးကျင်ရေရှင်းနဲ့ပုံကုံကွာဖြူစခန်းတွေကနေစေုပ်စုနဲ့ဖြူတွေထပ်မံထွက်ခွာလာခဲ့ပြီးခင်ဦးနယ်မကြီးထုံကွာဖြူစခန်းကိုဝင်ရောက်သွားကာ 22ရက်ညပိုင်းမှာမကြီးတုံရွာကနေရွှေဘုံမြို့လေးကျင်ရေရှင်နဲ့ဘုံကုန်းရွာဖြူစခန်းစီကိုပြန်လည်ထွက်ခွာလာချိန်ဒေါ်လန်ရေးအင်အားစုတွေကကြားပြတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။တိုက်ပွဲအတွင်းစစ်အုပ်စုအများအပြားတည်ပြီးလက်နက်ခဲယက်နဲ့စစ်တုံးပန်းအချို့ဖမ်းဆီးရမိခဲ့ပါတယ်။တိုက်ပွဲအတွင်းဒုတိယပုံမူကြီးအစင်ဘိုးကြီးအစင်နဲ့တက်ကြအပါဝင်စစ်အုပ်စုတပ်သားတွေအများအပြားတည်ဆုံပြီးထိခိုက်ဒဏ်ရာရသူအများအပြားရှိတယ်လို့တုံးပန်းနှစ်ဦးဖမ်းမိတယ်လို့ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖကဖကထုတ်ပြန်ပါတယ်။ ော်လန်ရေးအင်အားစုများဘက်မှလုံးဝထိခိုက်မှုမရှိရန်သူလက်နက်များတင်စီနိုင်ခဲ့သည့်တိုက်ပွဲအပြီးတော်လန်ရေးအင်အားစုများမှမိမိတို့နေမည်အတွင်းနေမည်ရှင်းလင်းရေးလှုပ်ဆောင်ကြရာတွင်အကြံဖက်စကစတက်ဤဒုတိယဗိုလ်မှူးကြီးအစဉ်ဗိုလ်ကြီးအစဉ်အပါအဝင်အခြားသောဓာတ်ပေါ်ဒီများကိုပါအလင်းသိညာနေရာများသို့ထည့်ဆောင်၍မြေမြုပ်တကြုံမှုများပြုလုပ်ဆောင်ရွက်ခဲ့တရားရရှိထားသည့်တုံပန်းကိုမူဆေးကူတောက်မှုများဆောင်ရွက်ပေးထားပြီးစစ်ဘက်ဆိုင်ရာသက်ဆိုင်ရာဌာနတွင်ထိမ့်သိမ်းထားရှိပါသည်လို့ခင်ဦးမြို့နယ်ပကဖကဖော်ပြပါသည် ဆက်လက်ပြီးရုရှားရောက်မင်းအောင်လိုင်းက Nova Civic မြို့အုပ်ချုပ်ရေးမှုကိုလက်ဖက်သုံးတဲ့ငတ်တလောက်ပေါင်းသွားကြွေပြီးလက်ဖက်ရည်တိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရုရှားနိုင်ငံတွင်ရောက်ရှိနေသည့်အကြံဖက်မင်းအောင်လိုင်းက Nova Civic မြို့အုပ်ချုပ်ရေးမှု Mr. Traffic Artley Alexandrovich ကိုလက်ဖက်သုံးတဲ့ငတ်တလောက်ပေါင်းသွားကြွေပြီးလက်ဖက်ရည်တိုက်ခဲ့ကြောင်းအကြံဖက်စစ်တပ်ကသတင်းထုတ်ပြန်ပါတယ်။ စက်တင်ဘာလ24ရက်နေ့ရုရှားနိုင်ငံမော်စကိုမြို့သို့ထွက်ခွာသွားသောမင်းအောင်လိုင်ကရုရှားနိုင်ငံနိုဗာစီဗစ်မြို့တွင်ခရီးတစ်ထောက်အဖြစ်ခေတ္တရန်နာခဲ့ကြောင်းထို့သောရန်နာစဉ်မင်းအောင်လိုင်ကိုလာရောက်ကြိုဆိုသောနိုဗာစီဗစ်မြို့အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများကိုမြန်မာရိုးရာအစားအစာဖြစ်သည့်ငတ်တလောက်ပေါင်းလက်ဖက်ရည်နှင့်လက်ဖက်တုပ်တို့ကိုလေးစိတ်တွင်ပင်မင်းအောင်လိုင်ကကျွေးမွေးခဲ့ကြောင်းသိရှိရပါသည်မြန်မာနိုင်ငံမှာအသင့်ပြင်ဆင်လာသည့်မြမရိုးရအစားအစာဖြစ်သည့်လက်ဖက်တုံးလက်ဖက်ရည်အသင့်ချက်ပြုတ်လာသည့်ငတ်တလောက်ပေါင်းတို့ဖြင့် တဲ့ခင်းအခန့်ကရနိုဘာစီဘစ်ဒေတာအုပ်ချုပ်ရေးမှုနဲ့အဖွဲ့ဝင်များကငြိမ်းချမ်းစွာတုံ့ဆောင်ခဲ့ကြပြီးမြန်မာနိုင်ငံမြမရိုးရစားသောက်ဖွဲ့ရများနှင့်ပတ်သက်၍ရှင်းလင်းပြောကြားခဲ့သည်ဟုစစ်တပ်ကသတင်းထုတ်ပြန်ထားပါသည်။မြန်မာနိုင်ငံရုရှားနိုင်ငံမော်စကိုတွင် စက်တင်ဘာလ25ရက်နေ့မှ28ရက်နေ့ထိပြုလုပ်မည်ကဘာအနုမြူသတင်းပတ်ဖော်ရန်2025အခမ်းအနားသို့တွားရောက်တက်ရောက်နေခြင်းဖြစ်ပါသည်။ဆက်လက်ပြီးမြိုင်တွင်ဖြူရွာဘန်ကာအနီးထိတော်လန်ရေးတပ်များပျောက်ကြားဝင်ပြေးရင်တိုက်ပွဲဖြစ် ဖြူစောတီကင်းမှုတအူးသေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မကွေးတိုင်းပခုတ်ကူခရိုင်မြိုင်မြို့နယ်တောင်ပိုင်းကတရက်ကန်ဖြူစောတီဘာကိုတော်လရေးတက်တွေပျောက်ကြားသွားရောက်ပြစ်ခတ်တိုက်ခိုက်ရာထိတွေ့တိုက်ပွဲဖြစ်ပွားပြီးအကြံဖက်ဖြူစောတီတယောက်သေဆုံးခဲ့တယ်လို့အညာမြေတပ်ပေါင်းစုတာဝန်ခံကိုပိုပိုတန့်စင်ကသတင်းဌာနကိုပြောပါတယ်။စက်တင်ဘာလ24ရက်နေ့မနက်အစောပိုင်းမှာတရက်ကံပြူစောတီဘာရဲ့ဘန်ကာရီနာတီဒေါ်လန်ရီတက်ဖွဲ့ဝင်တွေချင်းကပ်ပစ်ခတ်ရာတာဝန်ကျနေတဲ့ပြူစောတီခင်မှုမျိုးနိုင်အေးဆိုသူနေရာတင်လဲကြတေဆုံးခဲ့တယ်လို့သိရပါတယ် အဲ့ဒီနောက်ဖြူစော်တီတွေဘက်ကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြန်လည်ပစ်ခတ်ရာနှစ်ဖက်ပစ်ခတ်မှု10မိနစ်ကြာဖြစ်ပွားပြီးတော်လန်ရေးတပ်တွေစုခွာခဲ့လိုက်တယ်လို့ခိုးဘိုဘိုတန့်စင်ကပြောပါတယ်။ကျွန်တော်တို့ဘက်ကအင်အား30လောက်နဲ့ပျောက်ကြားသွားလောက်တာကင်းမှုကဘန်ကားတွေကအထွက်ကိုစောင့်ပစ်လိုက်နိုင်တာပေါ့။နောက်ပစ်ခတ်မှုတွေဖြစ်တော့သူတို့ဘက်ထိခိုက်မှုတွေရှိတယ်။အတီမပြုတ်နိုင်ဘူးလို့အညာမြေတပ်ပေါင်းစုတာဝန်ခံခိုးဘိုဘိုတန့်စင်ကသတင်းဌာနကိုပြောပါတယ်။ဒီတိုက်ခိုက်မှုကို TYK ပျောက်ကြားတပ်ဖွဲ့နဲ့အတူအညာမြေတပ်ပေါင်းစုမြိုင်ဘက်ကဖတ်တဲ့ တက်ခွဲတင်မြိုင်ပကဖတက်ရင်တင်တက်ခွဲလီစက်ကြပြည်သူ့လူမျိုးရေးတပ်ပေါင်းစု PLC Union Brothers UB ကာမ Underground PDF ကာမတပ်ပေါင်းစုဒေါင်းညီနောင်တပ်ဖွဲ့ဒေါင်းမန်တပ်ဖွဲ့ရွေဦးညီနောင်တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်ပြီးခဲ့တဲ့စက်တင်ဘာလ18ရက်နေ့ကလည်းထန်းတက်ဖို့ထွက်လာတဲ့တရက်ကံပြူစော်တီတယောက်ကိုတော်လန်ရေးတက်တွေကစောင့်ကြိုပြစ်ခတ်တိုက်ခိုက်ရဲနှစ်ဖက်ထိတွေ့မှုဖြစ်ခဲ့ပါသေးတယ်။ တရက်ကံပြူစောတိရွာဟာပြူစောတိနဲ့အကြံဖက်စစ်သားအင်အား120နီးပါးတက်ဆွဲထားတဲ့ကြေးရွာတစ်ခုဖြစ်ပြီးလက်နက်ကင်ဆောင်ခြင်းမရှိတဲ့အယက်သား150နီးပါးရှိကြတယ်လို့သိရပါတယ်။ရွာကံပြူစောတိတွေဟာသူတို့ကိုတော်လန်ရေးတက်တွေမပိတ်ဆို့ခင်စက်ကြအနီးအနားကြေးရွာတွေကိုစစ်ကြောင်းထုတ်ဖွင့်နှောက်ရင်းပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူတာရွာကိုမီးရှို့တာတွေလုပ်ဆောင်ခဲ့တယ်လို့ပိတ်ဆို့ခံထားရခြင်းမှလည်းကြေးရွာအတွင်းကနေအယက်သားတွေကိုအပြင်ထွက်မိုင်းရှာဟင်းရွက်ရှာနဲ့ထင်းရှာခိုင်းတာတွေရှိတယ်လို့သိရပါတယ်။ ဒီအတွက်ကျေးရွာတွင်မနေထိုင်လိုတဲ့အရက်သားတော်တော်များများဟာလည်းတော်လန်ရေးတက်တွေထိန်းချုပ်ထားရစီထွက်ပြေးခိုလိုနာမျိုးတွေရှိနေပါတယ်။ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။